ားလုံးပဲမင်္ဂလာပါရှင်ယူရဲ့ SC Audio Bone Entertainment Channel လေးရနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ယူကဆီယာမီမန်းလေးတောင်ကိုရဲ့ခေါင်းနဲ့ထွန်းခင်ပါဝင်သောချင်းဆိုတဲ့ဇလန်းတရုပ်ပေါ်ကတ်တွန်းဇလန်းလေးကိုအတန်ဇလန်းအဖြစ်ပြန်လည်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဆီယာမီမန်းလေးတောင်ကိုရဲ့ထင်းရွာမှာခါဥပါကြီးစုံနေဆိုတော့မြို့ကနေရွာအောင်ကလာရပြန်ပြီပေါ့ ခါဦးလေးကတော့သူ့ဘာကြီးဆုံးတာဆိုတော့အရင်လိုရွာထိပ်ကနေဆောက်မယ်မတင်ဖိုးလောင်းပေးမှငုံနေမှာပဲဘာကြီးရဲ့ဒီနေ့ခါဦးကိုဆွဲချိုးလုပ်ပေးမယ်ပြောထားပေးမယ်ခုဘာကြီးဆုံးတော့ခါဦးမဆွဲရတော့ဘူးပေါ့မတလာရှုတဲ့လူတွေကလည်းခါဦးကိုသနာကြမှာပဲသူဝတ်ထားတဲ့ဝမ်းဆက်ကလှလိုက်တာဘာကြီးဆုံးမှန်သိလို့မနေ့ကအမြန်ဝယ်ပြီးချုပ်တာ诶ဆက်ချုပ်တဲ့မိဘကပြောတယ်ဟုတ်လား ငါလဲကိုချစ်သူဘာကြီးမသားဆိုတော့အလုတ်ကျန်းနေအပြည့်ဝလုတ်ပေးရမှာပဲထုံးခရင်တချမ်းခွဲပြီးရွာထိပ်ဥပိုးလူဆိုင်တခွတ်တပလာမောကြစို့အေးခါဦးအမေကိုလဲသူ့မိစေတွေကသူ့ကိုဆုံးလို့ငိုတာဝိုင်းဖြောင်းပြမှာပဲကိုဒီအေးရဲ့အသေးဆိုးလို့နှမျောပါပြီတိတ်ပါတော့နင်းရဲ့အားလုံးသေမျိုးတွေလေနှမလောက်တဲ့လူကမငိုအောင် ကုတ်ငယ်ကြီးစာဒေါ်နှင့်မဲ့အောငိုလို့ရွာမှာအလူမသားလာကတဲ့မင်းသမီးဧပြီမိုးကိုအမြဲစုချရဲ့ဘာကြီးခုသူ့မသားကိုဧပြီမိုးကဝန်ထဲကျဲထိမ့်မှန်နဲ့ငိုချင်းပြန်ချနေမလားပဲကိုကိုရေကိုရာမချေမများနဲ့နော်ငါလဲဧပြီမိုးနဲ့ငါညိတ်မကစုံရဲတဲ့ချင်းဆိုရင်အဖိုးကြိုက်လို့စုချရတဲ့ချင်းနေအဖိုးအတွက်အမှတ်တရဆိုပြီးပြန်ဆိုပြရအောင်ပါပဲ။ နဖူးပေါ်လက်တင်စဉ်းစားလိုက်ရင်ငါလည်းရမိုးတယ်အမျိုးတွေကလည်းမသားဆိုတထောင်မဲ့ကူတတ်ပေမဲ့ငါစုံနှွဲတဲ့ချင်းဆိုတော့ဆွရုံဝေသုံးတာဒီလိုတွဲပြီးတချစ်တပုတ်ဆိုပါငါတူလေးစွန်ချက်အင်းငါလဲဧပြီမိုးနဲ့တွဲဆိုဖို့မြို့ကဘောင်းမီထဲဝဲကလာခဲ့တယ်ခေါင်းကစုံတွဲမဆိုနဲ့ပြောရင်ရွာမျိုးတွေတောင်းဆိုလို့ပါဟိဟိတော်ကဆိုကျင်တာမလားမညာနဲ့ ကဲဖုံဖုံအမျိုးတွေကလည်းငါ့ကိုတကယ်စုချတာမဟုတ်ပါဘူးကဲနင်ဇုံရဲဆိုတာငါစုချတယ်အဲ့ဒီငွေနင်ပြန်ပေးမယ်ဆိုခုငါစုတော်ငွေပြန်ပေးတော့ငါတာအဲခမားစုချတာ3000ပါ9000လို့ဟဲ့နင်ကို3000စုချတော့ငါကျွေးရှင်မိလာတို့ကတော်တူထွန်းခင်တော့စုချနိုင်တယ်ကြုတ်ကျွေးတော့မဆက်ဘူးဆိုပြီးရန်တွဲလို့2000ဆက်လိုက်ရတယ် အဲဘာကြီးကလူပြိုကြီးငငယ်ကမြို့เจ้าမှာဆယ်ရက်သုံးနေရှုံးတဲ့အထိနေခဲ့ဘူးလားမြို့တပတ်တစ်ခါသွားတယ်သွားရင်လည်းမြို့ကြီးသားတွေလို့ဟော့ရှော့ဝစ်စားသွားတတ်တာဘာကြီးရဲ့အေးဝစ်စားပုံကမိုက်တယ်ကွာဒါကြောင့်သူဝစ်တာကြည့်ပြီးရွာကလာသားတွေအတူခိုးရတဲ့အထိပဲရွာဖေးကကြရင်သူ့လိုဝစ်ပြီးရီးစားနဲ့ကဲရမယ်ခေါင်းဘာကြီးကဘိုးဘွားလက်ထက်ကလေးကချမ်းသာတော့ရွာမှာတိုက်နေနေနိုင်တယ် နာဝီဘာကြီးကခင့်ပြီးတော့မြို့ကနေသတင်းစာကိုလူကြုံနဲ့လာပေးဖတ်တယ်။ဒီနေ့တော့သတင်းစာရွာကိုလူကြုံနဲ့နောက်နေ့မနက်မှဖတ်ရပါမယ်။မဖတ်တာထက်စာရင်ဘဟုသူတာတိုးတာပေါ့။ဟိုးခေါင်းကိုလည်းဘဟုသူတာတိုးအောင်ဘာကြီးဖတ်ပြီးရဲ့သတင်းစာအောင်ပေးဖတ်ခိုင်းပေါ့။အစားဖတ်ခိုင်းနေ။နောက်ပိုင်းပေးမဖတ်တော့ဘာဖြစ်လို့လဲဘာကြီးရဲ့။ तू ကသတင်းစာနေ့တိုင်းယူမဖတ်ပဲ။အထက်ကဗီဒီယိုရုပ်ရှင်မင်းသားကြော်ညာပုံတွေဖြည့်ယူလာ တရင်စာကိုဖတ်တာမဟုတ်ဘူးကွရွာထိပ်စီရမှာဘသူဘက်ဘက်ဆိုပြီးတရင်စာကြားနေအဟောင်းနေထက်လိုက်ထားလဲကျောင်းဆရာမောင်ပါချစ်ကလွဲပြီးဘသူမှမဖတ်ဘူးပြီးတော့ရွာပြောသေးတယ်စာဖတ်တာအလုပ်လေလေတဲ့စာဖတ်လဲလင်းလို့ရတာပါပဲတဲ့နောက်ပြီးခါဥပါကြီးကရွာမှာတာရင်နိုင်ရှိရှေ့ဆုံးက လူမှုရေးအပြင်ဘာသာရေးလဲကျောင်းဆရာဆောက်တာရွာမျက်နှာဖုံးကြီးပဲအဲတခါတလေသူမြို့တက်ငှားစီလာပြီး ီးယားဆိုင်သွားအောင်မင်းလာခေါ်တာဘာကြီးလဲတောက်တတ်တာပဲတခါတလေပေါ့တယောက်ထဲတောက်ရတာပြင်းတယ်နှစ်ယောက်သားစကားပြောပြောနဲ့တောက်မှကောင်းတာဘိုင်းမျိုးခဏခဏလာတာဒါကြောင့်ပဲဒါပေါ့ကွာဟိဒီလိုချက်စရာကောင်းတဲ့လူပြိုသောကြီးဆုံးတာဆိုတော့ရွာတလေးရအပြိုကြီးတင်သူ့အလောင်းမော်အခြားတရေရန်ကားတွေမနှောက်ရှက်အောင်ဓာတ်နဲ့လှင်ထားကြတာလူပြိုကြီးတွေဆုံးရင ခေါင်းနဲ့အလောင်းမင်းကပြောတော့ထားရတာဆိုတော့ငါတို့အပြောသဘောနဲ့မှောင်းဤခေါင်းပါကြီးကတောင်ပိုင်းကဆက်ချုပ်တဲ့အပြောကြီးဒုံငွေကိုပိုးနေတယ်မလားဟုတ်တယ်ခေါင်းပါကြီးတခါတလေတောင်ပိုင်းကိုလမ်းလျှောက်ရင်ငါဘိုင်ဒုံငွေစီလို့လားဟိမင်းပြောသလိုဆိုတိတ်ကောင်းပေါ့အဲ့လိုပြောပြီးပြုံးလို့ဒုံငွေလည်းဘိုင်နဲ့ဆိုင် ကောင်းလင်းငမုံရဲ့ဥယေအေးကမြို့ကိုခဏခဏသွားတာမိမရှိလို့နေမှာပေါ့ငါတွေ့ပြုံးပြရင်ရှုံ့မဲ့ပေါ့ကျွန်တော်အာမခံပါတယ်မရှုပ်ပါဘူးဒွန်ငွေရလဲဘာကြီးနဲ့နောက်ရင် ပြုံးလို့အဆက်ကသာအပြစ်ပြောနေတာဒါဆိုတည်သွားတဲ့ကောင်းဥပါကြီးစိတ်ချမ်းသာအောင်တို့ဒွန်ငွေချန်နေရငါပြောပင်သွားခုတ်ထည့်ပေးမှာဟိညရောက်တော့ငါနဲ့မဟုတ်ကြီးဒွန်ငွေချန်နဲ့လူမသိအောင်ဝင်ဒွန်ငွေခွေးစိုးမဟောက်မကိုက်အောင်ငါအထက်ညက်ကျွေး မုံကြီးကဒေါငွေချန်နဲ့ငါပြောတယ်မင်းကိုအမြန်ခုတ်မုံကြီးမမြန်ခုတ်တညက်ကုန်တော့မယ်အေးပါဘာကြီးအလောင်းနာငါပြောတော့ချထားတော့ရွာထဲကပြောချင်တဲ့လူတွေကြည့်ပြီးဥယေအေးတို့များပြိုကြီးချန်ကတော့ငါပြောတော့ရရချဲ့ပြီးသူ့အလောင်းနာချထားတော့မသားမဲ့ရာကသဘောကျပြီးပြုံးလာတယ်လို့ပဲဟာထိုးခင်ရွာရောက်ရင်သူနဲ့ကာလာသားများခါဥပါကြီးအမိတို့စကြောမိကိုစဉ်းစားရင် တစ်ပင်အောက်တွင်အနားယူကမตาကြတော့အပျော်ပြည့်လောင်းကစားကြအောင်ပါဆိုတော့တို့ရသားတွေနားရီတောင်ပျော်ပျော်ကြီးတကြိုကြတာជីနူးစရာအကောင်းသားအရင်လငါရွာအောင်လာတော့ခါဟုကပြောသေးတယ်ကိုရင်ထုံးခင်ရဲ့ဘာကြီးလေမြို့ဟာအထုခုဆေးကမ်းမှာတက်နေတာတပတ်ကျော်ပြီရွာမှာကလေးကအတော်ပိန်နေတာနေပါကြီးကချမ်းသာတော့အထုခုဆေးကမ်းမှာတမားတော်တွေနဲ့ကူးနိုင်တာပေါ့ဘာရောကလဲဟာ သိပါဘူးတော့သူတပည့်နဲ့ကြော်နဲ့စေကန်းတက်နေတာနဲ့ကြော်ရွာခဏလာလို့မေးတော့နေပါကြီးယောကမသိကျင်ပါနဲ့ငါဒါပဲပြောပြရစီဟာအဲ့လိုပဲပြောနေတယ်ကျုပ်တို့သားမိဘာကြီးအတွက်စိတ်ပူလိုက်တာငါတော့စိတ်မပူဘူးပြောခဲ့ရသေးတယ်ခုဆုံးသွားတော့ဘာယောကနဲ့လဲဆိုတာခါဟုတ်မေးရမှာပဲဘဲထွန်းခေဟာမောင်ဘဲလဲ ထောင်းသက်ရွာရွာဦးဘုံဘုံမင်းခါဦးဘာကြီးအတွက်တော့ပင့်နာဦးရီအလောင်းမတိချိုးခင်သူ့အိမ်မှာတရားနာမလို့လားကွာမဟုတ်ဘူးပရဲ့ရွကြမလို့ရွာသားတွေစူပေါင်းလောက်တာဒါဆိုဘာဘေးဆိုးကြီးတွေကြုံလို့ပရဲ့ရွတာလဲကွာဟာခါဦးဘာကြီးက AIDS ရောဂါနဲ့ဆုံးတာကွာဒီလိုဘေးဆိုးကြီးကရွာမှာထပ်မကြုံအောင်ပရဲ့ရွပြီးနှင်ထုတ်မှာကွာမနှက်ဖန်လောက်ကြမှာတို့အရင်အရင်ကပလဲယောဂါဖြစ်တော့ ရိတ်စုပေါင်းရွတ်တယ်။ဝမ်းရော့ကဖြစ်တော့လဲနီးစက်ရရွာနာဖုံးကြီးစုပေါင်းပရိတ်ရွတ်တယ်။ဒါရွာကလေးပဲ။အဲဒါတဲ့။ဥယေ AI IDS နဲ့ဆုံးတာ။မြို့စည်းကန်တမားတော်တွေပြောလို့လား။အဖေကရှင်းနေတာပဲ။ခါဥပါကြီးလောင်စည်းကန်နေရွာကိုတဲခွင့်မပေးဘူးတဲ့။သူတပည့်နဲ့ကြော်လာပြောတယ်။ဒီရောကမှစည်းကန်ကချင်းတကြုံမှာပေါ့။မင်းစဉ်းစားကြည့်။သူတေကန်နေရွာအเจ้าဆရာကိုဘချစ်ကိုလှမ်းမာလို့တိုက်သွားတယ်။သူ့သူမှာခါဟုတ်တော့မမအောင် ဒါဒီယောဂဖြစ်လို့ရှက်ပြီးမမတာပေါ့ဆရာတော်ပြန်မလာသေးဘူးအဲ့ဒါနဲ့ပဲခါဥပါကြီး AIDSP ရောလာကွာစဉ်းစားလောက်ကြပါဦးထွန်းခင်ရဲ့ဥယျာဉ်အေးကမြို့တက်အရက်လေးထွေထွေနဲ့ပတ်စံရှိ လူပြိုကြီးဆိုတော့မိမလည်းတိတ်တိတ်ပွေမှာပေါ့ဒီတော့ဆရာယောဂဆန်ရမှာပေါ့ခုဘာယောဂဖြစ်တယ်ဆိုတာလေခါဥတို့သားမိတော်မပြောတော့စဉ်းစားကြည့်ပေါ့ကွာနောက်ပြီးသူ့လောင်းရွာတော်မသေးရတာဒီယောဂဖြစ်လို့ပေါ့ကွာ မင်းကခါဥချစ်သူဆိုတော့ခါဥပါကြီးပဲလိုက်လို့အမွှေးမျောနေတဲ့ထင်မဟိထိုးစင်ဟောဆရာလေးကိုပါရွှေမျိုးကပြလာပြီဆရာဥယေအလောင်းဘာလို့ရွာအောင်မသိလားလဲသူမသိခင်ဒုက္ခနာကိုစိတ်တက်ကသူလှူထားတာဆိုတော့စုံးတဲ့နေ့အချိန်မီဆိုင်ရာကိုပို့ရလေဟုတ်လားကျွန်တော်တို့ကသူယောဂါတောင်တူတူမနဲ့နှမတောင်မပြောဘူးပိန်လဲပိန်နေတော့ ။ရွာဟိုရွာကနေဆုံးနေအောင့်မင့်နေကြတာ။အလောင်းလဲရွာမတဲရတော့လေ။ तू ကဟိုကင်စာယောဂါဖြစ်နေတာ။လူပြိုကြီးပြီပြီရှက်ပြီး तू မနဲ့နှမကိုပြောရမှာရှက်တဲ့အပြင်စိတ်အိတ်နဲ့အပြင်ထုတ်သွားရတော့ तू နဲ့နှမကိုဒုက္ခမပေးချင်လို့တပည့်နဲ့ကြော်နဲ့အထုကူမှာကြိတ်ခုတာပဲ။ခုဆုံးသွားတော့နှက်ကြော်ကိုရွာပြန်ပြောခိုင်းပြီးငါ तू အလောင်းကိုမသေးခင် तू ဆန္ဒအတိုင်းသက်ဆိုင်ရအောင်ငါပို့ဖို့မှလို့ပို့လိုက်ရတာပါ။ တော်ပါသေးရဲ့ရွာဟိုယောဂါနဲ့စုံးနေတယ်မိမနဖန်ပရိယုတ်ဖို့စီစဉ်ကြတာဥယေအေးဖြစ်ရကခန္ဓာကိုယ်လူလာသူ့ယောဂါရှက်ပြီးလူသိမခံတော့အမျိုးမျိုးထင်ကြတာပေါ့ဥယေကစာဖတ်ခင့်ပြီးတော့သူ့လားကိုလူတွေအကျိုးအတွက်လူသွားတာလေးစားစရာပဲဟုတ်တယ်ရွာသေးသမျှနဲ့ရမ်းပြီးအတင်းမနေတာခုဒီနီးနားရွာဘုံဘုံနေပြင့်ပြီးမနဖန်ပရိယုတ်တော့မှာအဲ့ဒါ လွဲပါတယ်မနက်ဖန်သူ့တက်ပြောက်စွန်သူ့အိမ်မှာကျွေးပြီးတရားနာလို့ရမှာပေါ့ကောင်းပါဟုတ်တယ်ဦးရဲ့အေးကိစ္စပြီး၍ထုံးခင်ရွာပြန်သည့်နေ့ခါဦးလိုက်ဖို့ကရွာလူတွေထင်းတလုံးနဲ့လုံနေကြတာလူတွေကောင်းကျိုးပြုတဲ့နေ့ပါကြီးတေကာမှနာမည်ပြတ်တော်မလို့ဒါကြောင့်ဘာကြီးရွာလူတွေအတိတ်တို့အမှန်တွေ့အောင်စာဖို့ဖတ်ဖို့ရွာထိပ်စည်းရက်မှာဂျာနယ်သတင်းစာတွေစေတနာနဲ့ထားတာပဲ။ ပြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဒီဇလန်းလေးကတော့အားလုံးကိုဘုသူတ္တကျွင်အောင်အဲလှုပ်ပေးသွားတဲ့ဇလန်းလေးလိုပဲယူရမြင်ပါတယ်အားလုံးလည်းစိတ်ချမ်းသာကိုကျမ်းမာနဲ့ယောဂဗျာတွေကင်းဝေးပြီးတော့ဘေးရန်ရဲ့ပေါင်းမှကင်းရှင်းကြပါစေကျမကတော့စာဖတ်သူယူပါရှင်